မင်္ဂလာပါရှင်ခေတ္တတီလီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လေးမျက်နှာမျိုးနဲ့မှာအရကတက်တော် AA ပူပေါင်းတက်နေစစ်ကောင်စီတက်တို့အကြာနှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်ဆိုတဲ့သတင်းနဲ့စစ်ကောင်စီစခန်းအချို့ကိုစက်တိုက်သိမ်းပိုက်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အေယာဝရီတိုင်းလေးမျက်နှာမျိုးနဲ့မှာအာရကတက်တော် AA ပူပေါင်းတော်လန်ရေးတက်နေအာနာသိန်းအကြံဖတ်စစ်ကောင်စီတက်တို့ကြားနှစ်ဖက်တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းသိရပါတယ် လေးမျက်နှာမျိုးနဲ့အတွင်းကကြားကြိုက်ခွဲရေဖြူစိန်ပေါင်းလှော့ကထားစိန်တောင် မိုးကုတ်အောက်စုစောပြတဲနုကုံချင်းကုံရှန်ကွင်းစသည့်ကြေးရွာနဲ့အနီးပတ်ဝန်းကျင်တို့မှာယခုရက်ပိုင်းတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီဘက်ကအင်အားဖြည့်စစ်ကူပို့ဆောင်ခြင်းနဲ့လေးချောင်းတိုက်ခိုက်မှုတွေလည်းနေ့စဉ်ရှိနေတယ်လို့ဒေသခံတွေကပြောပါတယ် အရကတက်တော်အေအေနဲ့ပူပေါင်းတော်လန်ရေးတက်ဖွဲ့တွေဟာပသိမ်မုံရွာလမ်းပေါ်ကစောပြကြားကြိုက်ခွင်နဲ့တဲနုကုံကျေးရွာတို့မှာယာယီစခန်းချနေထိုင်တဲ့စစ်ကောင်စီစခန်းအချို့ကိုသိမ်းယူလိုက်ပြီးလှော့ကထားဘက်မှာရှိနေတဲ့စစ်ကောင်စီစခန်းတွေကိုလည်းတော်လန်ရေးတက်ဘက်မှာဆက်လက်တိုက်ခိုက်နေတယ်လို့ဒေသအခြေစိုက်စစ်ရေးတရင်ရင်မြစ်ကဆိုပါတယ်အလားတူရေကြီးမြို့နယ်မြောက်ဆန်းကျေးရွာအနီးကွာငတိုင်းကျောင်းလမ်းပေါ်ရှိစစ်ကောင်စီ အမှတ်344အမြောက်တရင်နဲ့အနီးပတ်ဝန်းကျင်တို့မှလည်းအရက်ကတက်တော် AA ပူးပေါင်းတော်လည်ရေးတက်တွေနဲ့စစ်ကောင်စီတက်တို့နှစ်ဖက်တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းသိရပါတယ်။စစ်ကောင်စီဟာအဆိုပါတိုက်ပွဲကိုအကြောင်းပြပြီးဒေသခံပြည်သူတွေကိုသွာလာခွင့်တင်းကျပ်တာစစ်စည်းမင်းများတာတွေအကြောင်းအမျိုးမျိုးပြပြီးငွေညစ်တောင်းခံတာတွေလည်းရှိနေတယ်လို့မတိုင်းချောင်းဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီသည်15ရက်တာတင်နန်းပေးထားတဲ့ပြည်သူစစ်တွေကိုတိုက်ပွဲအတွင်အုံချနေတာကြောင့်အသေးပြောက်များကတိုက်ခိုက်လို့စိတ်မရှိတာကြောင့်ပြည်သူစစ်တပ်ဖွဲ့ဝင်များမှ နေစဉ်ထွက်ပြေးမှုတွေလည်းရှိနေတယ်လို့စစ်ရေးတရင်ကြီးမြစ်ကပြောဆိုပါတယ် ဆက်လက်ပြီးရန်ကုန်ပြည်လမ်းပိုင်းတွင်ဆိုင်ကယ်ဖြင့်ကင်းလှလာသည့်ရဲများကိုမိုင်းဆွဲတိုက်ခိုက်မှုရဲနှဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ပဲခူးတိုင်းမင်းလာမြို့နယ်ရန်ကုန်ပြည်လမ်းပိုင်းတွင်ဆိုင်ကယ်ဖြင့်ကင်းလှလာသည့်ရဲများကိုမိုင်းဆွဲတိုက်ခိုက်ရာရဲနှဦးသေဆုံးခဲ့ကြောင်းဒေသတွင်းသတင်းရင်းမြစ်ကသတင်းဌာနသို့ပြောဆိုပါတယ်။ရှနေ့စော်လာ၁၈ရက်နေ့နနက်၁၇နာရီခန့်တွင်မင်းလာမြို့နယ် ခင်တိတ်ကုန်းရွာအဝင်းဆိုင်းပုတ်အနီးရှိရန်ကုန်ပြည်လမ်းပိုင်းတွင်ဆိုင်ကယ်ဖြင့်ခင်းလှစ်လာသောရဲများကိုထိုးလန့်ရေးတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ရှင်းမိုင်းဆွဲတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်လက်အောက်ခံရဲနှုတ်ဦးသေဆုံးခဲ့ပြီးထိုးလန့်ရေးတပ်ဖွဲ့ဝင်များအထိကိမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်အကြံဖက်စစ်ကောင်စီတပ်သားများကစစ်ကားတစ်စီးဖြင့်ရောက်ရှိလာပြီးတေဆုံသွားသောရဲနှုတ်ဦးရုပ်အလောင်းကိုလာရောက်ကောက်ယူသွားကြောင်းသိရပါသည်။ ခင်တိတ်ကုန်းရွာအဝင်းဆိုင်းပုတ်အနီးကရန်ကုန်ပြည်ကားလမ်းမှာဆိုင်ကယ်စီးလာတဲ့ရဲတွေကိုဒီနေ့နဲ့နောက်ပိုင်းမှာမိုင်းဆွဲတိုက်ခိုက်တာလို့သိရပါတယ်။ရဲနှကောင်သေးတယ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရပြီး15မိနစ်လောက်ကြာတော့စစ်ကွေးကားတစ်စီးရောက်လာပြီးရဲခွေးအလောင်းကိုလာကောက်သွားတဲ့ဟုဒေသတွင်းသတင်းရင်းမြစ်ကပြောဆိုပါတယ်။ဆက်လက်ပြီးရေဦးမြို့ပေါ်တွင်အထိုင်ကျတက်ဆွဲထားသောစစ်ကောင်စီတပ်သားများကို၂ရက်ဆက်တိုက်တိုက်ခိုက်မှုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်မှုရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းရေဦးမြို့ပေါ်တွင်အထိုင်ကျတက်ဆွဲထားသော အကြံဘက်စစ်ကောင်စီတပ်သားများကိုနှစ်ရက်ဆက်တိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိကြောင်း WEU Freedom Comrade YFC မှာတောင်မရှိသူတို့ကသတင်းဌာနသို့ပြောကြားပါရယ်။စွန်လ15ရက်နေ့ညနေ6:30မိနစ်ခန့်တွင်ရေဦးမျိုးတောင်ပတ်အတွက်ကြာဘူးအဝိုင်းရှိအကြံဖက်စစ်တပ်စစ်စီရေကိတ်ကိုထော်လိုင်းရေးတပ်ဖွဲ့များကဒရုန်းဖြင့်ပုံသီးလေးလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်။ ဇွန်လ16ရက်နေ့ညနေ6:40မိနစ်ခန့်တွင်ရေဦးမြို့ပေါ်ရှိ အကြံပတ်စစ်ကောင်စီတပ်သားများတပ်ဆွဲထားသောခါဝီပန်းချံဂိတ်နှင့်တိုင်းရင်စေယုံဂိတ်ကိုလည်းထော်လန်ရေးတပ်ဖွဲ့များကဒရုန်းဖြင့်ဘုံသီးလေးလုံးထပ်မံကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ရင်းတိုက်ခိုက်မှုအတွင်အကြံပတ်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိတော့လေအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်ထော်လန်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။ ခိတ်ကတော့ခွေးအင်အားကကြာဘူးမှအကောင်ရေ9កောင်ကနေ15កောင်ကြာတော့အမြဲတမ်းရှိတယ်။တိုင်းရင်ကြာတော့ကျွန်တော်တို့အင်အားကိုစုံစမ်းစေပါခွေးထိခိုက်သေးစရင်ကိုကျွန်တော်တို့စုံစမ်းနေတော့ပဲရှိပါသေးတယ်။သေချာမပြောနိုင်သေးပါဘူးစစ်ခွေးတွေဘက်ကတော့လက်နေငယ်တွေနဲ့ဒရုန်းချပြီးဆိုတာနဲ့ရမ်းပစ်ခတ်တာတွေတော့ရှိပါတယ်ဟု YEU Freedom Comrade YFC မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ ်အဆိုပါတိုက်ခိုက်မှုကိုရွှေဘိုခရိုင်ပြည်သူ့ကာကွယ်ရေး drone လှုပ်ရှားယူနစ်များဖြစ်ကြသော YEU Freedom Comrade YFC ဝင်းပလွေအဖွဲ့တို့နဲ့အတူငါးမျိုးစောင်းမဟုရာကျွဲရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးမျိုးတို့ဖူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး Pharma Hero ခေဦးပြည်သူ့လုံခြုံရေးအဖွဲ့မှကင်းချောက် drone တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်ဆက်လက်ပြီးတနင်္သာရီမျိုးနဲ့ရန်ဖိုရွာတွင် တက်ဆွဲထားသောစစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှ၃ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ရန်ဖူရရင်တက်ဆွဲထားသော အကြံဖက်စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဘက်မှ၃ဦးသေဆုံးခဲ့ကြောင်းဖိုခရင်တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြည်ထောင်စုသို့ပြောကြားပါတယ်။ ဇွန်လ18ရက်နေ့မော်လွယ်12နာရီ30မိနစ်ခန့်တွင်ရှမ်းဖို့ရွာတွင်တက်ဆွဲထားသောအကြံဖက်စစ်ကောင်စီတပ်သားများကိုတော်လန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်ရင်တိုက်ခိုက်မှုအတွင်အကြံဖက်စစ်ကောင်စီတပ်သား၃ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိကတော်လန်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။ရှမ်းဖို့ကြီးရွာမှာတက်ဆွဲထားသောအကြံဖက်စစ်ကောင်စီတပ်သားတွေကိုကျွန်တော်တို့ဘိုခရင်တပ်ဖွဲ့နဲ့ပူးပေါင်းတပ်ဖွဲ့တွေသွားရောက်တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲကြချင်းကတော့မိနစ်30လောက်ကြာတယ်။စစ်ကောင်စီတပ်သား3ဦးသေဆုံးတယ်။တော်လရေးပူပေါင်းအဖွဲ့ဘက်ကအထိခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပါတယ်ဟုဘိုခရင်တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဘိုခရင်တပ်ဖွဲ့ KNL တပ်ရင်းစက်တင်နဲ့မြိတ်ပကဖအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ဆလပီစာလင်ကြီးဝန်ပေါင်းကုမ္ပဏီအနီးတဝိုက်ရှိကြီးရွာများကိုစစ်တပ်ကစစ်ကြောင်းထိုးနေ၍ထောင်နှင်းချီသောပြည်သူများထွက်ပြေးနေရ ပေါင်းတဲ့တွင်စစ်တပ်ကခြေရွာများကိုစစ်ကြောင်းထိုးမီးရှို့နေတဲ့ဆိုတဲ့တဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းစားလင်းကြီးမြို့နယ်ဝမ်ပေါင်းကုမ္ပဏီအနီးတစ်ဝိုက်ရှိခြေရွာများကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးနေ၍ထောင်နှင်းချီတော်ပြည်သူများထွက်ပြေးနေရကြောင်းဒေသခံပြည်သူများကသတင်းဌာနသို့ပြောပါရယ်။ဇွန်လ16ရက်နေ့ကစတင်ပြီးဝမ်ပေါင်းကုမ္ပဏီအနီးတစ်ဝိုက်ရှိမြောက်ပင်ကြီးခြေရွာအုပ်စုအနီးတစ်ဝိုက်ကို အင်အားတရာခံပါအကြံဖက်စစ်ကောင်စီတပ်သားများကစစ်တောင်းထိုးဝင်ရောက်လာတော့ကြောင့်ပြည်သူများရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။အဆိုပါအကြံဖက်စစ်တပ်စစ်တောင်းသည်မြောင်မင်းကြီးကျေးရွာအုပ်စုအတွင်ရှိကျေးရွာများအပါအဝင်အနီးနားကျေးရွာ၁၁ရွာကျော်မှာထောင်နှင်းချီသောပြည်သူများဒေလွတ်ရထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။ကျေးရွာကတော့မြောင်မင်းကြီးအုပ်စုပါ။အဲဒီနားကအုပ်စုပေါင်း၁၁ရွာလောက်တော့ရှိမယ်။ပြေးတာတော့လွတ်ရတော့ပြေးနေကြတာ။ စစ်ကြောင်းကလည်းအဲ့ဒီနားပတ်နေတာကြီးရွာကတော့ဆက်တရွာလူဦးရေကတော့ထောင်နဲ့ချီပြေးနေရတယ်စစ်ကြောင်းကတော့ညောင်မေကြီးပတ်ဝန်းကျင်မှာပဲရှိတယ်ညောင်မေကြီးအုပ်စုထဲမှာပဲဘယ်မှမထွက်သေးဘူးဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်အလားတူဘကိုးတိုင်းပေါင်းနယ်မှုနဲ့အတွင်းစစ်ကြောင်းထိုးနေသောစစ်ကောင်းစီတပ်သားများကလည်းကြီးရွာများကိုမိရှုဖျက်ဆီးနေကြောင်းဒေသခံပြည်သူများကသတင်းဌာနသို့ပြောပါတယ် ဇွန်လ14ရက်နေ့တွင်ပေါင်းနယ်မြို့နယ်အတွင်းရှိရုပ်ဆိုင်ရွာကိုအကြံဘက်စစ်ကောင်စီတပ်သားများကဝင်ရောက်စီးနှင်းပြီးပြည်သူပိုင်နေအိမ်26လုံးကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။ပေါင်းနယ်မြို့နယ်ကရုပ်ဆိုင်ရွာကိုစစ်ကွေးစစ်ကြောင်းကဝင်ရောက်စီးနှင်းမီးရှို့တာအိမ်ကြီး25လုံးပြကျသွားတယ်ဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။